အချစ်ရဆုံးသမီးလေးရေကိုတိတ်ချစ်ခင်တမိုးထားတဲ့တငယ်ချင်းတယောက်ကဖြစ်စီချစ်သူတယောက်ကဖြစ်စီကိုကိုတစ္ဆာဖောက်သွားတဲ့အခါရိုးရိုးလေးတွေးလိုက်ရင်တော့ကိုမှတိတ်ထိခိုက်နစ်နာဆုံးရှုံးသွားရတယ်လို့ခံစားရလိမ့်မယ်နော်ကိုကဖြစ်သူ့အပေါ်ချစ်လိုက်ရတာတမိုးထားလိုက်ရတာ အယူဆိုင်ယူရကျင်လာလိုက်ရတာအလိုက်တတိပေးဆက်လိုက်ရတာသူကကို့အပေါ်တံမိုးမထားခဲ့ဘူးကို့ရဲ့ချစ်ချင်းမြတ်တာတွေကိုရဲရဲဆက်ဆက်ဥပိ္ပခာပြုလှစ်လျူရှုခဲ့တယ်ကို့ကိုအမိုက်တစလိုစွန့်ပစ်သွားခဲ့တယ်ကိုကသူ့ကို သိတ်တံပိုးထားဆွဲမက်နေခဲ့တော့သူ့ကိုဆုံးရှုံးလိုက်ရခြင်းဟာကို့အတွက်အကြီးမားဆုံးသောမျက်နာဆုံးရှုံးမှုကြီးလို့ခံစားရလိမ့်မယ်နော်တည်တည်ချာချာလေးလေးနက်နက်တွေးကြည့်ပါသမီးလေးကိုကသူ့ကိုတံပိုးအရှိဆုံးအစ်စ်အမှန်တွေပေးခဲ့တာပါတကယ်တမ်းမှာသူကအဲ့ဒီတံပိုးရှိတဲ့ အစစ်အမှန်တွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာပါကို့အပေါ်လေးလေးနက်နက်တံပိုးထားပြီးချစ်မြတ်နိုးတဲ့သူတယောက်ကိုသူတစ္ဆာဖောက်လိုက်တာဟာသူ့ရဲ့ဆုံးရှုံးမှုသာဖြစ်ပါတယ်ဥပမာပြောရရင်အဖိုးထိုက်တန်တဲ့စိန်မွေးအစစ်ကိုတန်ရန်တန်ကြီးမပေးပဲစိန်အတုကိုဈေးပေါ်ပေါ်လေးနဲ့ ရွေးချယ်သွားတဲ့သူလိုပါပဲ။သူပေးတာနဲ့ထိုက်တန်တာကိုပဲသူရမှာပါ။ဒါကြောင့်ကိုဘက်ကအကောင်းဆုံးဆက်ဆံရေးကိုပေးထားပါရဲ့နဲ့သူ့ဘက်ကတစ္ဆာဖောက်သွားတဲ့အခါသူ့ကိုဆုံးရှုံးလိုက်ရတယ်လို့မခံစားပါနဲ့။သူကသာကိုကိုဆုံးရှုံးလိုက်ရခြင်းဖြစ်ပါတယ်။ကိုရဲ့တံပိုးကိုကိုယ်တိုင်သိနေပြီး ိုနဲ့မထိုက်တန်လို့သွားတာသွားပါစေလို့ကြည်ကြည်နဲ့နဲ့ကြည်လက်လွတ်ပေးလိုက်ပါကို့တန်ဖိုးနဲ့ထိုက်တန်တဲ့သူကို့ကိုတန်မိုးထားတဲ့သူကတနေရာတထောင်ကနေပေါ်လာပါလိမ့်မယ်ကို့ကိုကိုစိန်ပွင့်အစ်စ်ကလေးတစ်ဝက်လို့တန်မိုးထားပါတန်မိုးသိတဲ့သူကထိုက်ထိုက်တန်တန်နေရာပြီးပြီးချင်းမြောက်ပါလိမ့်မယ် ားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။